င်္ဂလာပါခင်ဗျရှကုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ KMB နဲ့ထိုင်းမြန်မာနယ်စပ်ကဂျပန်စစ်ကောင်စီရဲ့ပူလူတူတက်စကန်ကို KNL ပြည်ထောင်ပုံတပ်တွေကတက်ခိုက်တိုက်ပတ်မှုအတွင်းစစ်ကောင်စီတပ်သား12ဦးကတော့အသီးသီးတိုက်ကုန်ကြတဲ့အပြင်လက်နက်ခဲယမ်းတွေပါတိမ့်စီရရှိထားပြီးနောက်ထပ်စစ်သား12ဦးကတော့ထိုင်းနိုင်ငံဘက်အကြမ်းကိုထွက်ပြေးသွားတယ်လို့ KNU ဗဟိုကနေတရားဝင်သတင်းထုတ်ပြန်လာပါတယ်။ အမေရိကန်နိုင်ငံနယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်ရုံးကိုလူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့တားငယ်ဖြစ်သူကိုထိန်လေးတွားရောက်ခဲ့ပြီးလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေအရရကူတန်မကြီးဥကြုံမုတ်ထွန်းနဲ့တွဲဆုံဆွေးနွေးခဲ့တဲ့ဆိုတဲ့သတင်းပါဝေးနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကင်ဘီနယ်ထိုင်းမြန်မာနယ်စပ်ကအချက်ဖတ်စကောင်စီရဲ့ပူလူတူတက်စကန်ကို GNLPD ရဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်မှုအတွင်းစေကောင်စီတပ်သား12ဦးကတော့အ တိတိတိတ်ကုန်ကြတယ်အပြင်လက်နက်ခင်းရံတွေပါတင်စီရရှိထားပြီးနောက်ထပ်စစ်သား12ဦးကတော့ဒိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားတယ်လို့ကဲညူဗဟိုကနေတရားဝင်သတင်းထုတ်ပြန်လာပါတယ်ဖြစ်စဉ်ကတော့မတ်လ14ရက်နေ့ဖြစ်တဲ့မနေ့ကပဲဂင်းပြည်နယ်ထိုင်းမြန်မာနယ်ဇက်ကအချမ်းဖက်စစ်ကောင်စီရဲ့ပူလူတူတက်စကန်ကို GNLA KNDO နဲ့ PDF ပူပေါင်းတပ်တွေကအပိတ်သက်သိမ်းပတ်လိုက်တယ်ဆိုပါတယ်အဲ့ဒီစကန်သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား12ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်လက်နက်ခဲယံတွေနဲ့တင်းစီရရှိထားပြီးနောက်ထပ်စစ်သား12ဦးကတော့ ထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားတယ်လို့ကဲညူဘဟုကနေထုတ်ပြန်ထားပါတယ်အဲ့ဒီလိုထိုင်းမြန်မာနယ်စပ်ကအချက်ဖက်စကောင်စီရဲ့ပူလူတူဒက်စကန်ကို KNL ပြည်တဲ့ပူပေါင်းတပ်တွေကတိုက်ခတ်သိမ်းပိုက်လိုက်တဲ့အကြောင်းကိုထိုင်းသတင်းဒရမာလဲမတ်လ14ရက်နေ့ဖြစ်တဲ့မနေ့ကပဲအတိအသီးဖော်ပြခဲ့ကြသလိုထိုင်းနိုင်ငံဘက်ကမြန်မာစစ်တပ်ကစစ်သားတွေပါထွက်ပြေးလာတဲ့အတွက်ထိုင်းစစ်တပ်ကကူညီပေးထားရတဲ့အကြောင်းတွေပါထည့်သွင်းဖော်ပြခဲ့ပါသေးတယ်ခင်ဗျတဖက်မှာတော့ မကွေးတိုင်းအောင်လန်းမြို့နယ်ကအချက်ပစကောင်စီရဲ့ကပ္ပဆ15ကနေကင်းပတ်ဖို့ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးပူပေါင်းတပ်တွေကကြပြတ်တက်ခိုက်ချင်းမှုမှုအတွေ့စစ်ကောင်စီတပ်သား3ဦးကတော့အသေးသေးသိကုန်ကြပြီးတဲ့နောက်သူတို့စစ်သားမသာအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုအသေးအတန်တဲ့သွားရမှာကြည်စံတချို့ပါကြံရစ်ခဲ့တယ်လို့ PDF 902တရင်တောင်တွင်းကြီးတက်ခွဲရဲ့တာဝန်ရှိသူတွေကရေကုန်ခက်တဲ့ကိုပြောပါတယ်ဖြစ်စဉ်ကတော့ မတ်လ23ရက်နေ့ကပဲအောင်လန်းမြို့နယ်ကအချက်ဖတ်စစ်ကောင်စီရဲ့လက်နက်ပစ္စည်းထွက်လို့ရကပ္ပဆာ15ကနေကင်းပတ်ဖို့ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးပူပေါင်းတပ်တွေကကြပြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား3ဦးကတော့ပစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးတိတ်ကုန်ကြတဲ့အပြင်9ဦးဝင့်ကျင်ကဒဏ်ရာရရသွားပြီးတဲ့နောက်စစ်ကူတွေအသေးအတန်ခေါ်ပြီးတိတ်သွားတဲ့သူတို့စစ်သားမသာအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုတည့်သွားကြသလို အဲ့ဒီနေရာမှာကြည်စံတချို့ပါကြံ့ရင်ခဲ့တယ်လို့ PDF 902တရင်တောင်တွင်းကြီးတခွက်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာလေမန္တလေးတိုင်းတောင်သားမြို့နယ်မှာအချက်ဖက်စကောင်းစီတဆွဲထားတဲ့ဇဂျန်ဂစ်ကန်နဲ့စွတ်ကျဲဆက်ယုံကိုတော်လိုင်းပူအောင်တက်တွေကဝင်ရောက်တက်ခဲ့မှုအတွင်းစေကောင်းစီတသား3ကတော့အသီးသီးသိမ်ကုန်ကြပြန်တဲ့အပြင်ဂိတ်စကန်နဲ့ဂိုဒေါင်ကိုပါမိရှုရှင်းနေခဲ့တယ်လို့မြင်းညာခိုင် PDF အမှတ်3တရင်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ် ဒါကတော့မတ်လ14ရက်နေ့ဖြစ်တယ်မနေ့ကပဲတောင်သာမြို့နယ်မှာအဂျပန်စကောက်စီတက်ဆွဲထားတဲ့ဇဂျန်ဂိတ်စကန်နဲ့စွတ်ကျဲစိုက်ယုံကိုတော်လိုင်းပူပေါင်းတက်တွေကဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စေကောင်စီတပ်သား3ကတော့ပြစ်ခတ်မှုတွေအတွင်မှာပဲအသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတဲ့နောက်ကျန်တဲ့စစ်သားတွေကအစစ်ကူတွေအသေးအံခေါ်ရတဲ့အခြေအနေတိဖြစ်နေတဲ့အချိန်မှာပဲတော်လိုင်းတက်တွေကလက်နက်ကောက်ဖို့အခွင့်မသားခဲ့ပဲ သူတို့စစ်တပ်ဂိတ်စကန်နဲ့ဂိုတောင်ကိုသာမိရှုရှင်းနေခဲ့တယ်လို့မြန်မြန် KIP တည်းအမှတ်သုံးတက်ရင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့စစ်တပ်ကတာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတွင်တွင်ပြောနေတယ်အချက်ဖက်စစ်ကောင်စီတက်ကပဲ မြိုင်မြို့နယ်ဝေတောင်ရွာဖုန်ကြီးကျောင်းနယ်နေအိမ်တွေကိုလင်းနဲ့လာပြီးဘုံကျဲတက်ခိုက်မှုကြောင့်တန်ဃာတော်တပါအပါဝင်ပြည်သူ၃ဦးသေဆုံးသွားရတဲ့အပြင်နောက်ထပ်ပြည်သူ၁၈ဦးကဒဏ်ရာတွေရထားတယ်လို့ We Left မြိုင်အဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့မတ်လ၁၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြိုင်မြို့နယ်ကဝေတောင်ကျေးရွာဖုန်ကြီးကျောင်းနယ်နေအိမ်တွေအပြင်စုဝင်ကျေးရွာကိုပါအချက်ဖက်စကောင်စီတက်ကဘာတိုက်ပွဲမှမဖြစ်ပဲရည်ရွယ်ချက်ရှိရှိလင်းနဲ့လာပြီးဘုံကျဲတက်ခိုက်သွားတယ်ဆိုပါတယ်။ ဲ့ဒီလိုစစ်ကောင်စီတက်ရဲ့လေကြောင်းတက်ခတ်မှုကြောင့်ဝဲတောင်ရွာဖုံကြီးကျောင်းကတန်ကားတော်တပါပါဝင် ပြည်သူ၃ဦးသေဆုံးသွားတဲ့အပြင်နောက်ထပ်ပြည်သူ၁၈ဦးကဒဏ်ရာတွေရထားတယ်လို့ဖုံကြီးကျောင်းနဲ့နေအိမ်တွေပါမိလောင်ပျက်စီးသွားတယ်လို့ we left မြိုင်အဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်တပတ်မှာတော့အကျံဖတ်စစ်ကောင်စီတက်ဟာမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့ကသာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတွင်တွင်ပြောဆိုနေပြီမြေ လက်တွဲမှာတော့သူတို့စစ်တပ်ကပဲနိုင်ငံတော်မှာရှိတဲ့ဖျားဇေဒီတွေဖုံကြီးချောင်းတွေအပါအဝင်ဘာသာရေးအဆောက်အုံတွေကိုပုံကျဲတိုက်ခိုက်ဖျက်ဆီးနေုံနဲ့မကတန်ဃာတော်တွေပါမချမ်းနှီးမျိုးစုံနဲ့တပ်ဖြတ်နေကြတာဖြစ်တယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့အမေရိကန်နိုင်ငံနယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဆိုင်ရာမြို့မှာအမြဲတမ်းကိုယ်စားလှယ်တန်ယုံကိုလူတကောင်းဆောင်ဒေါ်ဆဆုကြီးရဲ့တားငယ်ဖြစ်သူကိုထိန်လင်းတွားရောက်ခဲ့ပြီး ်လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေအရရကိုတာမကြီးဦးကျော်မိုးထွန်းနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။လက်ရှိလူထုကောင်းဆောင်ဒေါ်ဆတ်စုကြည်ရဲ့တာငယ်ကိုထိန်လင်းဟာမိခင်ဖြစ်သူဒေါ်ဆတ်စုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းအတွက်အမေရိကန်ကိုရောက်ရှိနေတာဖြစ်ပြီးမတ်လ14ရက်နေ့ဖြစ်တဲ့မနေ့ကပဲကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်တန်းကိုယ်စားလှယ်တန်ယုံကိုလာရောက်ပြီးတော့တာမကြီးဦးကျော်မိုးထွန်းနဲ့တွေ့ဆုံခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလိုတမကြီးဦးကျော်မိုးထွန်းနဲ့လူတကောင်ဇွန်ဒေါ်ဆတ်စုကြည်တန်းရဲ့ကိုထိန်လင်းတို့တွေ့ဆုံတဲ့အချိန်မှာလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေရရက်နဲ့ ဒါကြောင့်စာရမှုဆိုင်ရာအခြေအနေတွေကိုပါဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ဒါအပြင်ကိုထိန်လင်းကဒီခီးစင်မှာမိခင်ဖြစ်သူဒေါ်ဆန်းစုကြည်နဲ့အတူမတရားဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့နဲ့မြန်မာနိုင်ငံကစစ်ဘေးဒဏ်ခံရတဲ့ပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီတွေရဖို့ကိုပါနိုင်ငံတကာကိုတောက်ဆိုသွားဖို့ဦးစားပေးလှုံ့ဆော်ပြတာနဲ့အမေရိကန်ရောက်မြန်မာနယ်ဘွားပြည်သူတွေနဲ့ပါတွေ့ဆုံသွားဖို့ရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ